အင်ဒိုနီးရှားနိုင်ငံမှာမိုးသီးထန်စွာရွာသွန်းမှုကြောင့်လူထောင်နဲ့ချီရွှေ့ပြောင်းခဲ့ရပါတယ်။အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာနဲ့နီတဝါရှိမြို့ငယ်လေးတွေမှာရေလွှမ်းမှုမှုတွေကြောင့်လူထောင်နဲ့ချီဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့တာဝန်ရှိသူတွေကပြောပြီးလာမယ့်ရက်နိုင်ငံတွင်မိုးသီးထန်စွာရွာသွန်းနိုင်ကြောင်းခန့်မှန်းထားပါတယ်။မယမနာမိုးဟာမလကောနေကလေးကရွာသွန်းခဲ့ပြီးတော့မြို့တော်ဂျကာတာနဲ့နီတဝါမှာရေ3မီတာထိလွှမ်းမှုခဲ့ကြောင်းနိုင်ငံတဘာဝ PNA ရဲ့အေဂျင်စီကထုတ်ပြန်ပါတယ်။ လမ်းတွေပိတ်သွားပြီးအင်ဂျင်တထောင်ကျော်နဲ့ကားမြောင်များနေခဲ့ပါတယ်။ရှေးဘက်ကျိုင်းဘဂစီမြို့မှာရှိတဲ့စေယုံတရုံကိုလည်းရေတွေဝင်ရောက်လာပြီးတချို့လူနာဆောင်တွေရေနစ်သွားလို့လူနာတွေကိုတခြားအဆောက်အုံတွေစီမဖြစ်မနေရွှေ့ပြောင်းခဲ့ရပြီးစေယုံရဲ့တခြားနေရာတွေမှာလျှက်စစ်မီပြတ်တောက်ခဲ့ပါတယ်။ဘဂစီမြို့မှာရှိတဲ့အင်ယာဆောက်တခုမှာမနယ်လီနိုင်ကလေးကရေကြီးရှင်မှုတွေပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ဖို့အတွက်ကယ်ဆယ်သမားတွေဟာပေါင်ရင်းထိမြင့်တဲ့ရေတွေပေါ်ကနေ ရောပါလေးကြီးကိုလော်ခတ်ခဲ့ရတယ်လို့ဆိုပါတယ်ရေတက်တာဟာအယမ်းမြန်ပြီးဘာပစ္စည်းမှသိမ်းဆည်းဖို့တောင်အချိန်မရလိုက်ဘူးလို့ဒေသခံတွေကပြောပါတယ်လူဦးရေသန်း30ကျော်နေထိုင်တဲ့ Greater Jakarta မြို့ပြ area ဟာရေကြီးမှုတန်ကိုပုံမှန်ခန်းစားနေကြဖြစ်ပါတယ်ဒါပေမဲ့ပြည်တွင်းမီဒီယာတချို့ကတော့လက်ရှိအခြေအနေထူးထူးနဲ့ဘာကာစီမြို့မှာ2020နောက်ပိုင်းအဆိုးအဝါးဆုံးရေကြီးနေမြို့မှုဖြစ်တယ်လို့ပြောပါတယ်ဂျကာတာအဆိုးကတော့အဆိုးရကတော့လက်ရှိမှာတော့ရေကြီးနေမြို့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အရေးပေါ်ကူညီကယ်ဆယ်ရေး လှုပ်ဆောင်မှုတွေအားလုံးကိုဆောင်ရွက်နေတယ်လို့ဆိုပါတယ်။အဲဒီရည်ကြီးမှုဖြစ်စဉ်မှာလောလောဆယ်ကလေးတူသေဆုံးခဲ့ရပါလေ။ဒါကြောင့်မိုးရွာသွန်းမှုလျှော့ချဖို့တင်တိုက်ပြပြင်းရေးကိုအာဏာပိုင်တွေကကြိုးစားနေတယ်ဆိုပါတယ်။အင်ဒိုနီးရှားအာဏာပိုင်တွေဟာမြို့ပြတော်ဂျာကာတာတဝိုင်းရည်ကြီးရရှင်စီခဲ့တဲ့မိုးသီးထန်စွာရွာသွန်းမှုကိုတားဆီးဖို့တင်တိုက်ပြပြင်းရေးကိုအစားပြုဖို့စ조사နေပါလေခွေရပိုင်းရေကြီးမှုကြောင့်လူတို့သေပြီးထောင်ထဲချတဲ့ဒေသခံတွေအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ ။နောက်ပြီးတော့အဲ့ဒီရာသီဥတုဆိုအောင်ပါလာမယ့်တရင်ပတ်မလာ၁၇ရက်နေ့ထိကြောင်းမြင့်နိုင်တယ်လို့အာနာပိုင်တွေကခံမှန်းထားတာကြောင့်မိုးကြီးစီမဲ့တိမ်တိုက်တွေကိုပြုပြင်ခြင်းဖြင့်ရေမေးကြွတင်ကာကွယ်ရေးပြုလုပ်ခဲ့ပါတယ်။တိမ်တိုက်ကြီးတွေကိုဖြိုခွင်းပြုပြင်ခြင်းအပြင်မိုးရွာသွန်းမှုရောကြစေသလိုသင်းငယ်သွားတဲ့တိမ်တိုက်ငယ်တွေမှာပဲမိုးရွာစေနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ရာသီဥတုပြောင်းလဲမှုကိုရှင်းချနိုင်မယ်လို့ပြောနေကြအောင် Indonesia မျိုးလို့သာ agency ကြီးကပြောပါတယ် ကျွန်တော်တို့အဝေးရတာကိုတော့တားလို့မရပါဘူးတားဖို့လည်းမဖြစ်နိုင်ဘူးဒါပေမဲ့မိုးသီးထိုင်မှုတော့ short ချနိုင်ပါတယ်လို့သူကရှင်းပြပါတယ်တိမ်တက်တွေကိုဖြစ်ပေါ်နေဒီလဟာစားတယ်မဟုတ်တခြားဓာတ်ရုပ်ပစ္စည်းတွေကိုတိမ်တက်ရတဲ့လေရင်သုံးဖြစ်သွင်းတာဖြစ်ပြီးအဲ့ဒီပြပြရင်ဟာမလာရှီယံနေ့ထိကြာမြင့်မယ်ဆိုပါတယ်အဲ့ဒီတိမ်တက်ပြပြရင်ဟာအနောက်ဘက်ဂျာဘာပြည်နယ်မှာရှိတယ်တောင်တန်းဒေသရဲ့နောက်ပြီးတော့ ကောင်းကင်ရံတွေကိုအဓိကအာရုံစိုက်ထားပါတယ်။နောက်ရက်ဒီမှာဂျကာတာပါဝင်အနီးနားရှိမြို့ကြီးတွေမှာမိုးသီးထန်တဲ့လို့ခံမှန်းကြောင်းအင်ဒိုနီးရှားပြည်တွင်းမီဒီယာတွေကရှင်းသားဖော်ပြနေပါတယ်။